back in. I'll fuck his foot. You too, Dust! Dictation. Nothing at all. နေပေါင်းများစွာကြောင်းကြောင်းထဲထိုးထားခဲ့ရတဲ့ The Toxic Avenger ရုပ်ရှင်ဇာတ်ကနောက်ဆုံးတော့ထွက်ရှိလာပါပြီ။ Trauma ရဲ့ Cut Classic ရုပ်ရှင်တွေဖြစ်တဲ့ The Toxic Avenger ကိုပဲရှေ့ခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ထရမာဆိုတာကတော့1984ခုနှစ်မှာတည်ထောင်ခဲ့တဲ့ Trauma Entertainment ဆိုတဲ့အမေရိကန်ရဲ့လွတ်လပ်တဲ့ရုပ်ရှင်စတူဒီယိုတစ်ခုကိုဆိုလိုတာပါသူတို့ကဘာနဲ့နာမည်ကြီးလဲဆိုတော့ကုန်ကြသိနေနေနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်တွေကိုအဓိကထားထုတ်လို့လေသူတို့ရဲ့ရုပ်ရှင်တွေကထူးဆန်းနေကြမ်းတမ်းနေရည်စရာကောင်းနေမကြာခဏဆိုသလိုအကြမ်းဖက်မှုတွေလိမ်ပိုင်းဆိုင်ရာအကြောင်းအရာတွေပါဝင်တတ်ပါတယ်အဲ့ဒီလိုနှမျိုးဆက်ရုပ်ရှင်တွေကိုထူးပန်တီးလေးရှိပါတယ်အဲ့ဒီတော့သူတို့ရဲ့ရုပ်ရှင်တွေကခလေးများအတွက်မဟုတ်ပဲလူကြီးပိတ်သက်ကိုပဲဥတည်ပါတယ် သူတို့ရဲ့ကြော်ကြားဆုံး franchise ကတော့ The Dorset Banshaw ပါပဲ။ Guardian of the Galaxy, The Suicide Squad Director, Jane Gunn လိုနာမည်ကြီးရုပ်ရှင် Director တွေတောင် Trauma မှာသူတို့ရဲ့အမှုပညာခီးကိုစတင်ခဲ့ပူပါတယ်။ဇလန်းကတော့ဓာတုဗေဒစက်ရုံတစ်ခုမှာအလုပ်လုပ်တဲ့တန်ရှင်းဝန်ထမ်း Winston ဖြစ် Peter Dinklage ကတည်ယူဆောင်ထားပြီးဒီနေ့မှာဓာတုဗေဒပစ္စည်းများနဲ့ထူးထူးမြတ်မြတ်ကနေ The Dorset Banshaw ဖြစ်ပြောင်းလဲသွားပုံကိုပုံဖော်ထားပါတယ်။ အဲ့ဒီကစာပြီးဝင်းစတန်ဟာသူ့ရဲ့စွမ်းအားတွေနဲ့ကုမ္ပဏီရဲ့နောက်ွယ်ကလူဆိုးတွေကိုတိုက်ခတ်ရပါတော့တယ်။ဒါကတော့ကျွန်တော်ပြောပြနိုင်တဲ့ spoiler အနေငယ်ပါ။ကိုယ်တိုင်လည်းဒီရုပ်ရှင်ဇာတ်ကားကိုပထမဆုံးထိုင်ကြည့်ခဲ့ဖို့တဲ့အခိုက်အတန့်ပါပဲ။ဒေါ်စစ်ဘန်ရှားရုပ်ရှင်စုစုပေါင်း၄ကားရှိပါတယ်။ဒီရုပ်ရှင်တွေကိုလိုက်ရှာကြည့်ဖို့ခမားလေးတို့ကိုအတင်းကြီးမတိုက်တွန်းလိုပါဘူး။ကြည့်ရင်လည်း YouTube နဲ့ Moving Vault မှာကြည့်ဖို့ကြံပေးချင်ပါတယ်။ဒီရုပ်ရှင်တွေကအချိန်ကာလတစ်ခုရဲ့မတူညီတဲ့ပုံစံမျိုးတွေပါ။ပထမဆုံးရုပ်ရှင်ကို YouTube မှာအခု၎င်းကြည့်လို့ရတယ်ထင်ပါတယ်။ ရီရီယာကောင်းတာက trauma ဟာတချိန်တုန်းက YouTube channel တခုပိုင်ဆိုင်ခဲ့ပူပြီးသူတို့ရိုက်ခဲ့တဲ့ရုပ်ရှင်တွေကိုအလကားတင်ပေးခဲ့ပူပါတယ်။ဒါပေမဲ့သူတို့ကကြီးကျူးသူများအတွက်မသိတော်သလိုအရန်ကိုကြမ်းတမ်းလွန်းတာကြောင့် YouTube ကသူတို့ channel ကိုပိတ်ပစ်ခဲ့ပါတယ်။ဒါက trauma ကဘာလဲဆိုတာခမန်းကြည့်ဖို့ခမားလေးတို့ကိုစိတ်ကူးတစ်ခုပေးပါလိမ့်မယ်။အဲ့ဒါကကြမ်းတမ်းသလိုခမားလေးတို့ကိုရီမွန်အောင်ကြိုးစားတဲ့ content လိုမျိုးပေါ့။အခုထွက်လာတဲ့ဒီရုပ်ရှင်ကလွန်ခဲ့တဲ့နှစ်နှစ်ကလေးကရုပ်ရှင်မိတ်ဆက်ပွဲတွေမှာလူတွေကိုပြသခဲ့ပြီးသားပါ။ ီးတော့အဲ့ဒီအချိန်ကလေးကဘယ်စတူဒီယိုကမှထိုးဝေခြင်းသိမ်းမရှိတာကြောင့်စင်ပေါ်မှာပဲကြောင်ထိုးထားခဲ့ရတာပါဘာလို့လဲဆိုတော့ခေတ်သစ်ပေးတဲ့အဆင်ပြေဘူးလို့သူတို့ထင်ခဲ့လို့ပါဒီရုပ်ရှင်ကိုကြည့်ပြီးတဲ့နောက်အဲ့ဒါဘာကြောင့်လဲဆိုတာနားလည်လာပါတယ်ဒီရုပ်ရှင်ကို review လုပ်ဖို့အရန်ခက်ခဲမယ်လို့ထင်ပါတယ်ကလေးဘွားတော်ကထွားမားနဲ့တော့စစ်ရုပ်ရှင်တွေကိုကြည့်ခဲ့ဘူးတဲ့လူတယောက်အနေနဲ့ဒီရုပ်ရှင်မှာသူတို့အရင်ကပုံစံနဲ့ခန်းစားချက်ကိုကောင်းကောင်းပြန်လဲဖန်တီးနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီ reboot ကတော့ရင်စကားနဲ့မတူညီတဲ့ version တစ်ခုဖြစ်ပါတယ် ဒီရုပ်ရှင်ပြသနေချိန်မှာလူတွေအများကြီးထွက်သွားတယ်ဆိုတဲ့သတင်းဆောင်ပါတွေအများကြီးရှိခဲ့ပါတယ်။1984ခုနှစ်ကမူရင်းရုပ်ရှင်မှာ Mel Bean ဆိုတဲ့ခရီးစံနဲ့ကောင်လေးတစ်ယောက်ရှိခဲ့တယ်။တခြားသူတွေကသူ့ကိုစားနောက်ပြီးရှစ်ဆရာကောင်းတဲ့ကောင်မလေးကိုနန်းခိုင်းဖို့စီစဉ်ခဲ့ပေမဲ့သူကတိုးတကောင်ကိုပဲနမ်းမိပြီးပတင်းပေါက်ကနေပြေးထွက်ဓာရုပေဒါပစ္စည်းတွေတည်းပြုတ်ကြပြီးဒေါ့စစ်အပန်းချာဖြစ်လာခဲ့တယ်။ အဲ့ဒီကနေစပြီးသူကလူတွေကိုကယ်တင်ခဲ့တယ်မျက်မမြင်အမျိုးသမီးတယောက်နဲ့တောင်ချစ်ကြိုက်ခဲ့တယ်နောက်ပိုင်းတွေမှာတော့အမွာကလေးတွေတောင်ရခဲ့ပြီးအမိုက်တွေဝိုင်းနေတဲ့အမိုက်ပုံထဲမှာတောင်နေထိုင်ကြပါတယ်ဒါကဒေါစစ်ဘန်ရှာမူရင်းရုပ်ရှင်ရဲ့သွေးရသားရုံမဟုတ်တဲ့ထူးဆန်းမှုတွေပါပဲဒီရုပ်ရှင်တစ်ကတော့ Ultimate Universe ဖြစ်ပါတယ်အခုဇလန်ဆက်ကောင်မှာတော့ Winston ကခလီဆန်နဲ့စေကျော်သေးတယောက်မှုပဲတကူကြီးဖခင်တယောက်ပါသူကမိခင်ကိုဆုံးချုံသွားတဲ့သူ့ရဲ့မယဘာသားလေး Wake ကိုပြုစုဆောင်ချောင်းနေတာပါ သူကအခွန်ခါတွေပေးနိုင်ဖို့ဘဝကိုရည်တည်နိုင်ဖို့နဲ့ကလေးကိုကိုပိုင်သားသမီးလိုပြုစုပြောထောင်ဖို့အတတ်နိုင်ဆုံးကြိုးစားနေတာပါအဲ့ဒါကပဲအရင်ဇလန်းစင်းမြစ်ကိုပြောင်းလဲပြတာပါဒါပေမဲ့ဒီပြောင်းလဲမှုတွေကဒီရုပ်ရှင်မှာတကယ်ကိုအဆင်ပြေတယ်လို့ကျွန်တော်ထင်ပါတယ်ပီတာဒန်ကလစ်ကလည်းဒီဇက်ရုပ်ကိုတနာတရာကောင်းအောင်သူဆောင်တာတယ်သူကဒီ universe ထဲမှာတော့အချိုးသမားတစ်ယောက်ပါပဲသူ့ကိုတွန်းထိုးကန်ကြောက်တာတွေခံရတယ်တိတ်လဲမမာကြောသူ့ရဲ့မယဘာသားတွေစံပြဖို့ကောင်းတယောက်ဖြစ်အောင်အတတ်နိုင်ဆုံးကြိုးစားပေမဲ့အဆင်ပြေပါဘူး JK Temple ဆိုတဲ့ကလေးသေုပ်ဆောင်လေးကို Peter Dunklick လို့သေုပ်ဆောင်နဲ့အခုလိုတွဲဖက်မြင်ရတာကိုတကယ်ကိုချိန်နှဲမိပါတယ်။အဲ့ဒီကလေးကိုရုပ်ရှင်မျိုးမျိုးမှာအမြဲမြင်နေရတာပါ။အခုတော့သူ့အသက်နည်းနည်းကြီးလာပါပြီ။ဒီရုပ်ရှင်ဇာတ်ကားကအရင်ဒေါ့စစ်ပန်းရှားတွေထက်ဇလန်းစင်းမြင့်အများကြီးတာပါတယ်။ပြီးတော့နာမည်ကြီးသေုပ်ဆောင်တွေပါဝင်တာကတကယ်ကိုထောက်ကူပြုပါတယ်။ ပီတာဒန်ကလစ်ကဒီဇယုတ်ကိုပိုင်နိုင်စွာတိုးဆောင်ထားသလိုပဲသူကတော့စစ်ပန်းချာဖြစ်လာတဲ့အခါမှာလေဂျိုပိုင်ဆိုင်ရာလူတွေအားလုံးကိုမင်းသမီးလူအီစာဂရေယိုကလုပ်ခဲ့တာပါဒေါ်စစ်ပန်းချာဖြစ်လာတဲ့အခါမှာပီတာဒန်ကလစ်ကတော့ဘွိုက်အိုဘာတွေလုပ်ခဲ့တာပါဒီရုပ်ရှင်တွေကဘွိုက်အိုဘာကမူရင်းရုပ်ရှင်တွေကဘွိုက်အိုဘာတဲ့အများကြီးပူကောင်းတယ်လို့ကျွန်တော်ပြောပြသည်ကေဗင်ဘေကန်ကတော့အဓိကဘီဒင်တယောက်ပါ အလိုက်ကျက်ဝက်ကလည်းပင်ကွင်းရဲ့ပါရှင်တစ်ခုလိုပါပဲဒီနာမည်ကြီးတွေကသူတို့ရရှိထားတဲ့ခန်းကဏ္ဍတွေကိုအကောင်းဆုံးသေုပ်ဆောင်နေတာပါဒါကိုအကောင်းဆုံးတော့စစ်ပန်းချာရုပ်ရှင်လို့ကျွန်တော်သတ်မှတ်ထားပေမဲ့ဒီရုပ်ရှင်ကိုကြည့်ပြီးရရှိခဲ့တာတွေကိုတော့နည်းနည်းသိပြမိပါတယ်တခြားကြည့်ရှုသူတွေအနေနဲ့လည်းကောင်းမွန်တဲ့ရုပ်ရှင်လို့သတ်မှတ်ခံရမှာမဟုတ်ဘူးဆိုတာသိပြီးသားပါဒီရုပ်ရှင်ကမျောလင်းထားသလောက်ဖြောပြမှုမပေးနိုင်ခဲ့ပါဘူးဒါပေမဲ့သူတို့ကြိုးစားခဲ့ကြတာကိုတွေ့ရပါတယ်ဟာသတွေရည်စရာတွေအများကြီးပါဝင်ပေမဲ့အများသူကဟာသမမြောက်ခဲ့ပါဘူး ကျွန်တော်ကိုရီမောသေးတဲ့ဟာသနင်းငယ်တော့ရှိခဲ့ပါတယ်။ဇလန်းကလည်းနည်းနည်းလေးပို့ပြီးစနစ်ကြပြီးဟိုရောက်ဒီရောက်ဖြစ်မနေခင်ကောင်းမယ်လို့ကျွန်တော်တွေးမိပါတယ်။ဒါကအရန်ကြမ်းတဲ့နေလို့တွေးမိခဲ့ပါတယ်။ဒါပေမဲ့အရင် trauma ဆန်လို့နေနေဆိုရင်ဒါကအတော်လေးအေးအေးဆေးဆေးရှိတဲ့ပြက်ွက်တွေလို့ပြောရမှာပါ။ဒါပေမဲ့အသွေးသားတွေဖိယိုဘေးရဲ့မြင်ကွင်းအများစုကလည်း CGI ဖက်တွေပါပဲ။ ကျွန်တော်အတွက်တော့ CGI နဲ့လုပ်ထားတဲ့သွေးထက်တန်ယုံမြင်ကွင်းတွေကဘာမှမထူးခြားပါဘူး။အရင်တော့စစ်အပန်းချာရုပ်ရှင်တွေတုန်းကရှစ်တူးလက်တူတွေကိုအဓိကထားအသုံးပြုခဲ့တာကိုကျွန်တော်တကယ်ကိုသဘောကျခဲ့တာပါ။ဒီရုပ်ရှင်ထဲမှာလည်းကောင်းမွန်တဲ့ရှစ်တူးလက်တူပြုလုပ်တာတွေတော့ရှိပါတယ်။တော့စစ်အပန်းချာရဲ့ခန္ဓာကိုယ်မှာဆိုရင်ဥကောင်းတဲ့ရင်ဘတ်ပေါ်မှာဖောင်းကျနေတဲ့အရာတွေရှိတယ်။ပြီးတော့ထူးဆန်းတဲ့ငှက်ငယ်လေးတစ်ကောင်လည်းပေါ်လာတယ်။ အဲ့ဒါကအနီမက်ထရိုနစ်လေးတစ်ခုဖြစ်ပြီးနည်းနည်းတော့မိုက်ပါတယ်တော့စစ်ဘန်းရှားတဲ့လူပူလေးတယောက်ကိုတေးဥဆောင်ခိုင်းတဲ့အိုင်ဒီယာကိုကျွန်တော်ကြိုက်မိပါတယ်ဘာလို့လဲဆိုတော့ဒါကဇက်ကောင်ကိုပို့ပြီးစမ်းသစ်စေတယ်လို့ခံစားရလို့ပါပြီးတော့ဇလန်းကကျွန်တော်ကိုဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပါဘူးဟမ်ဘာဂါဆိုင်တစ်ခုမှာရာသွေသားတွေယူသွပြီးတောင်းကျမ်းနေတဲ့မြင်ကွင်းတစ်ခုတော့ပါဝင်ခဲ့တယ်ဒီ Universe ကနည်းနည်းတော့ဆွဲဆောင်မှုရှိတယ်အဲ့ဒါကတကယ်ကိုညစ်ပတ်ပြီးပို့ဆိုးတဲ့ကော့တန်လို့ပါပဲလူတွေကထူးထူးဆန်းဆန်းဝစ်ဆင်ထားပြီးစိတ်ဝင်စားတဲ့အကောင်းနဲ့နေရာပုံစံတစ်မျိုးကိုဖန်တီးထားသလိုပါပဲ သူတို့ကအဲ့ဒီနေရာမှာရိုက်ခွင့်ရိုက်ခွင့်တွေသိပြီးအချိန်ဝင်းများလိုက်ဘူးလို့ကျွန်တော်ခန့်စားရတယ်။အများစုကဘတ်ဂျက်ကြောင့်ထင်ပါတယ်။ဒါပေမဲ့ကျွန်တော်ဒီလိုပုံစံအသွင်ပြင်းတွေကိုမကြိုက်ဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူး။ဒါကဒီရုပ်ရှင်ရဲ့ပုံစံတစ်မျိုးပဲဖြစ်ပြီးအဲ့ဒါကအခုခေတ်မှာတကယ်ကိုမရှိတော့တဲ့ဒါမှမဟုတ်သိပြီးအာယုံဆိုင်ခံရတော့တဲ့ကိုယ့်ရင်တော့ကရုပ်ရှင်ရိုက်ခွင့်မှုပုံစံတစ်မျိုးကိုပြန်အမှတ်ရသေးခဲ့ပါတယ်။ရုပ်ရှင်ဆုံးမှာကျွန်တော်နည်းနည်းတော့ကျေနပ်မိပါတယ်။ဘာလို့လဲဆိုတော့ပီတာဒန်ဂလစ်ရဲ့စက်ကောင်ဒေါ်စစ်ဘန်ရှားကိုကျွန်တော်စိတ်ဝင်စားသွားအောင်သူတို့လုံနိုင်ခဲ့လို့ပါ။ သူ့ဇက်ကောင်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်ဝန်ထဲတရာအချက်တစ်ချက်ပါဝင်နေပါတယ်။ဒါကရုပ်ရှင်တစ်ချောင်းလုံးမှာပီတာဒန်ကလစ်ဇက်ကောင်နဲ့အတူတင်ရရှိမဲ့အနည်းဆက်ဆုံးသိက္ခန်သားမှုပါပဲ။ဒီတော့စစ်ဘန်ရှာရုပ်ရှင်ဇက်ကကသူ့မူရင်းပိသက်တွေအရင်အဖြစ်အပျက်တွေကိုပြန်တည်ရဖို့ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါလိမ့်မယ်။ငါလွန်ခဲ့တဲ့အနှစ်30ကျော်ကဒီဇက်ကကိုဘယ်သူနဲ့ဘယ်ရုပ်ရှင်မှအတူကြည့်ပြီးဘယ်တွေသွားခဲ့တာဆိုတဲ့အမှတ်တရမျိုးပေါ့။ဒါပေမဲ့ဒီရုပ်ရှင်ဇက်ကကပိသက်အစ်စ်တွေအများကြီးကိုဖန်တီးပေးမှာမဟုတ်ပါဘူး။ တင့်ကိုနောက်တစ်ခါထက်ကြည့်ခြင်းသိပေါအောင်လေလုပ်ပြီးမှမဟုတ်ပါဘူးအရင်တော့စစ်အပန်းချာရုပ်ရှင်တွေကိုတော့ပြန်ကြည့်ဖို့ကျွန်တော်မတိုက်တွန်းပါဘူး YouTube မှာကလစ်တစ်ခုနှစ်ခုကြည့်ပြီးတော့မှခမားလေးတို့ကိုပါစာကိုဆုံးဖြတ်ပါဒါပေမဲ့လွန်ခဲ့တဲ့ဆယ်သုနှစ်များစွာကရှိခဲ့တဲ့အရာတစ်ခုနဲ့အခုမရှိတော့တဲ့ရုပ်ရှင်ရိုက်ကူးမှုပုံစံတစ်မျိုးကိုကွန်ပျူတာအနေနဲ့ကြည့်တာဆိုရင်တော့အပိုအဆင်ပြေပါတယ်ဒီလိုရုပ်ရှင်မျိုးတွေကမူရင်းပိသက်တွေအတွက်ပဲဆွဲဆောင်မှုရှိပြီးတော့အဲ့ဒီလိုပုံစံကိုကြိုက်တဲ့လူအနည်းငယ်ပဲရှိပါတယ်ပြီးတော့ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်လာရင်အရှင်ကတကယ်ကိုနည်းနည်းလေးပါဝင်တယ်လို့ခံစားရတယ် အခန့်အနည်းငယ်တော့ရှိပါတယ်။ရည်စရာကောင်းတဲ့ခိုက်တန်တချို့တော့ရှိခဲ့တယ်။ဒါပေမဲ့ဟာသအများစုကတော့နှကန်းတွုံယုံပြုံးနာမျိုးပဲရှိခဲ့တယ်။ဖာမရဲ့ထုံးစံတိုင်းရိုင်းဆိုင်တဲ့ကြမ်းတမ်းတဲ့ဟာသတွေနဲ့လုံးဝမတူပါဘူး။သူတို့ကအခုခေတ်ပိသက်တွေအတွက်လိုက်ရောညီတွေဖြစ်အောင်ဟာသတွေကိုတုံးခဲ့တယ်လို့ထင်ပါတယ်။ ရုပ်ရှင်တွေက drama အနေနဲ့ကတော့ Peter Dinklage ကကျမအီကွန်ပီနဲ့နောက်ကကလူသူတွေကိုဖမ်းတာနဲ့သူပထွေးဖြစ်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးမြုပ်ကွက်တစ်ခုခုတော့သူတို့မှာရှိခဲ့တယ်လို့ကျွန်တော်ခံစားရပါတယ်။ရုပ်ရှင်ရဲ့ suspect အနေနဲ့ကတော့ဒီရုပ်ရှင်ကအသင်ကိုထိုင်းကုန်မှာဇောရွှေပြန်အောင်လုပ်မဲ့ရုပ်ရှင်မျိုးတော့မဟုတ်ပါဘူး။ရုပ်ရှင်တွေကကြောက်စရာအပိုင်းအနေနဲ့ကတော့ဥတွေသွေးတွေအများကြီးမြင်ရတာတော့ရှိပါတယ်။အဲ့ဒါကအရန်အကျန့်ဖက်ပြီးကျန်းနေပါတယ်။ဒါပေမဲ့ဒါက trauma အတွက်ဆိုနည်းနည်းလေး AC ဖြစ်တဲ့ပြောက်ွက်တွေလို့ခံစားရပါတယ်။ ပေါ်ပေါ်ပါပါကြီးစုသူတွေကဒီလိုဇက်ကားကိုမကြည့်ပဲထွက်သွားကြမှာပါ။ဘာလို့လဲဆိုတော့သူတို့ကထွားမပုံစံနဲ့မရင်းနှီးနိုင်လို့ပါ။ဒီလိုချက်တွေကြောင့်ဒီရုပ်ရှင်ဇက်ကားကရုပ်ရှင်ယုံတွေမှာပြသခွင့်တော့မရပဲအစင်ပေါ်မှာကြောင်တုခံရပြီးပျောက်ကွယ်သွားမဲ့ရုပ်ရှင်ဇက်ကားတကားဖြစ်လို့နေပါဖြစ်ခဲ့လို့ပါ။ဒါပေမဲ့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုခံစားရသလဲဆိုတာကိုယူသားပြောရမယ်ဆိုရင်တော့ကြိုက်ပါတယ်။ ပြီးတော့ဇလန်းထဲမှာနည်းနည်းလေးငြိမ်သက်ပြီးကြည့်မိသွားတာမျိုးရှိတယ်လို့ခံစားရတယ်။ခေတ္တတော့စစ်အပန်းရှားရုပ်ရှင်စကားအတွက်ဒီလိုပြောနိုင်နေဆိုတာကတော့အောင်မြင်မှုတစ်ခုပါပဲ။ဒါကသူတို့ဒီ franchise နဲ့လုပ်ခဲ့တာတွေထဲမှာအကောင်းဆုံးပါပဲ။ဒါပြင်ဒီရုပ်ရှင်စကား marketing campaign ရဲ့တစ်စိမ့်တစ်ပိုင်းအနေနဲ့ဆေးဘက်ဆိုင်ရာအကူအညီလိုအပ်နေတဲ့လူတွေအတွက်ဒေါ်လာ5သန်းတောင်သူတို့လှူဒါန်းခဲ့ပါသေးတယ်။ဒါကတကယ်ကိုကောင်းမွန်တဲ့လုပ်ရက်တစ်ခုပါ။ တော့စစ်ဘန်ရှားနဲ့ပတ်သက်ပြီးခမားလေးတို့ရဲ့အတွေ့အမြင်တွေကိုပြောပြပေးပါ။ဘာတွေကိုကြိုက်လဲဘာတွေကိုမကြိုက်လဲနောက်ထပ်တကားထက်ရနိုင်မယ်လို့ထင်ပါသလား။ကျွန်တော်ကတော့ကြည့်ပြီးတော့ဘာမှမခံမနိုင်တော့ပါဘူးဗျာ။ဘာဖြစ်ဖြစ်လာရင် subscribe လုပ်ပေးပါသိမရှိပါနဲ့။ဒါကအမြဲတမ်းလို့ပြောနေရမှာဖြစ်ပါတယ်။ကျွန်တော်ကနေပါအားလုံးပဲကျမ်းမာရေး view ဆိုင်ပါခင်ဗျာ။